အဖွင့်အမစကားပြောကြားခြင်းအစီအစဉ်ဖြစ်တဲ့အတွက်အဖွင့်အမစကားပြောကြားပေးပါရန်အမျိုးသားညီညွတ်ရေးအစိုးရဂျမားရေးဝင်ကြီးဌာနပြည်ထောင်စုဒုတိယဝင်ကြီးဒေါက်တာရွှေပုံအားလေးစားစွာ ဖိတ်ကြားအပ်ပါရရှင်အားလုံးပဲမင်္ဂလာပါဒီနေ့2025ခုနှစ်မေလ10ရက်နေ့မှာကျင်းပတယ် အပြည်ပြည်ဆိုင်ရာတာခွန်များနဲ့အပြည်ပြည်ဆိုင်ရာသူနာပြုများနဲ့အခမ်းအနားကိုကြွားရောက်လာကြတဲ့ဖက်ဒရယ်ကျမ်းမာရေးပညာရှင်များကောင်စီကဆေးပညာသင်ကြားရေးအတိုင်ပင်ခံနှင့်တကားဂျာကာလာဖက်ဒရယ်သူနာပြုနှင့်တာပွားကောင်စီကတာဝန်ရှိသူများကြွားရောက်လာတဲ့ဧည့်သည်တော်များအားလုံးပဲမင်္ဂလာပါလို့ဥစွာပဏမနှုတ်ခွန်းဆက်တာပါပဲရှင်။ဂျာကာလာဖက်ဒရယ်သူနာပြုနဲ့တာပွားကောင်စီကနေဦးစီးကျင်းပတဲ့ ဒီနေ့အပြည်ပြည်ဆိုင်ရာတာဖွားများနဲ့အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့မှာအာအန်တီအနေနဲ့ CDM သူနာပြုဆရာဆရာမများတာဖွားဆရာမဆရာမများနဲ့အတူပါဝင်ခွင့်ရတဲ့အတွက်ကိုလည်းအထူးပင်ခုံယူဝမ်းမြောက်မိပါတယ်ဒီနေ့မှာတော့အန်တီအနေနဲ့မြန်မာနိုင်ငံကျန်းမာရေးစနစ်နဲ့ခင်အဆက်ဆက်မှာပြည်သူလူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုပြည်သူတွေနဲ့အနီးဆုံးနေရာကနေပြီးတော့ စွန်းစွန်းတမန်ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့သူနာပြုနဲ့တားပွားများရဲ့ခန္ဓာကို အထူးပဲအလေးထားဂုဏ်ပြုပြောကြားခြင်းပါတယ်။မြန်မာအနေထားမြန်မာနိုင်ငံရဲ့ကျမ်းမာရေးစောင့်ရှောက်မှုဟာဆိုရင်မြန်မာနိုင်ငံရဲ့တမိုင်းမှာတခါမှမကြုံဘူးခဲ့တဲ့အခင်းအကျင်းမျိုးနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလမှာပြည်သူရဲ့အာဏာကိုအကြမ်းဖက်စစ်အုပ်စုက မတရားသဖြင့်တင်းယူခဲ့တဲ့အချိန်ကစပြီးမြန်မာနိုင်ငံရဲ့တမိုင်းမှာအင်အားအကောင်းဆုံးဖြစ်တဲ့ CDM ဖလှုပ်ရှားမှုဟာຫນွေဦးတော်လှန်ရေးရဲ့တပ်ဦးကနေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါလိမ့်။အာဏာသိမ်းမှုမတိုင်ခင်ကတည်းကလည်း COVID first wave second wave တွေမှာပြည်သူလူထုနဲ့တပားတဲ့သူနာပြုဆရာဆရာမတွေအားကွာဆရာဆရာမတွေဟာယောဂထိန်းချုပ်ရေးလုပ်ငန်းတွေကို နေမအားညမအား မပင်မပန်းနဲ့ပြည်သူအစိုးရနဲ့အတူတူတက်ညီလက်ညီဆောင်ရွက်ခဲ့ကြတာဖြစ်လို့ပြည်သူအားလုံးကလည်းကျမ်းမာရေးသူရဲကောင်းတွေအဖြစ်တတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်အခုအချိန်မှာတော့အာဓမကိုတွန်းလှန်ဓမ္မဘက်မှာရဲရဲဝံ့ဝံ့ပါဝင်နေကြတဲ့စတေဒီယမ်သူနာပြုတွေတားပွားတွေဟာဆိုရင်စတေဒီယမ်တွေကိုအဖက်ဖက်ကနေထိုးနှက်ပြီးပြင်းထန်ထားတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့ရုံမာရက်ဆက်မှုတွေကြားကနေကြမ်းကြမ်းခိုင်ပြီးတော့ ဒေါ်လာရေးမှာပါဝင်ဆောင်ရွက်နေခဲ့ကြသူတွေပဲဖြစ်ပါတယ်။အခုအချိန်အထိဆိုရင်နောက်ဆုံးစီးရင်စရာတွေအရကျမ်းမာရေး CDM စုစုပေါင်း၄500ကျော်ရှိပါတယ်။အဲ့ဒီအထဲမှာမှကျမ်းမာရေးဝင်ကြီးဌာနနဲ့ပူးပေါင်းပြီးပြည်내တွေ Federal Unit တွေမှာကျမ်းမာရေးစောင့်ရှောက်မှုပေးနေကြတဲ့ကျမ်းမာရေးဝန်ထမ်းပေါင်း9096ဦးထိရှိနေတာလည်းဖြစ်ပါတယ်။ကျမ်းမာရေးဝင်ကြီးဌာနမှာပူးပေါင်းဆောင်ရွက်နေကြတဲ့ ကျမ်းမာရေးဝန်ထမ်း996ဦးထဲမှာမှပထမအများဆုံးအလွှာကတားဖွားများဖြစ်ပြီးတော့928ဦးအထိရှိနေတာဖြစ်ပါတယ်။သူနာပြုဆရာဆရာမများဟာဆိုရင်လည်း994ဦးအနေနဲ့တတိယအများဆုံးပါဝင်ဆောင်ရွက်နေတာကိုလည်းအန်တီအနေနဲ့ကိုယ်တိုင်စွာဖြင့်ကြေညာလိုပါတယ်။အန်တီတို့ရဲ့ဒေါ်လာရေးဟာအခုဆိုရင်၄နှစ်တိုင်ခဲ့ပါပြီ။ဒေါ်လာရေးမှာအောင်မြင်မှုတွေလည်းအလီလီရရှိခဲ့တာဖြစ်သလို တစ်ဖက်မှာလည်းပေးစားခဲ့ရမှုတွေအားဆိုရင်အင်မတန်များပြားလာပါတယ်။တော်လှန်ရေးမှာအသက်တွေဘဝတွေအနာဂတ်တွေကို ပေးစားလောင်ကျွမ်းခံပြီးတော့စိတ်အာနာရှင်အပါဝင် အာနာရှင်စနစ်အပြည့်တိုင်ခြုံငင်းရေးဆိုတဲ့ရည်ရွယ်ချက်နဲ့အတူတကွတော်လှန်ခဲ့ကြတာအခုဆိုရင်၄နှစ်ပြည့်ခဲ့ပါပြီဒီတစ်ချိန်ဟာအန်တီတို့ရဲ့နိုင်ငံရေးမှာအင်မတန်အရေးကြီးတဲ့အချိန်ကာလဖြစ်နေပါပြီຫນွေဦးတော်လှန်ရေးဟာ အောင်မြင်မှုတွေရရှိနေတယ်ဆိုပေမဲ့လည်းစိတ်အာဏာရှင်စနစ်ကိုအပြည့်အစချုပ်ငြိမ်းနိုင်စေဖို့ရမှာနောက်ထပ်တစ်ဆင့်တက်လှမ်းဖို့အတွက် လိုအပ်လာပါပြီ။ NUG အစိုးရအနေနဲ့မဟာမိတ်များနဲ့နိုင်ငံရေးစစ်ရေးသဘောတူညီမှုတွေကိုလည်းခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်ပြီလို့ဖြစ်ပါတယ်။ဒါအပြင်၄နှစ်တာကာလအတွင်းမှာအတွေ့အကြုံတွေအမှားတွေပေါ်ကနေတင်ယူခဲ့မှုတွေနဲ့ အန်တီရိုဒီတွေဟာဒေါ်လာရင်းမှာအဖက်ဖက်ကအတွေ့အကြုံကြီးပြေဝနေပြီဖြစ်တယ်လို့2025ခုနှစ်ဟာအာနာရှင်ကိုအမြင့်ဖြတ်ရမယ်နှစ်အောင်ပွဲနဲ့အတူအိမ်ပြရမယ်နှစ်ဖြစ်မှာတော့တေချာအမှန်ပဲဖြစ်ပါတယ်ညီကုံချုပ်အနေနဲ့ပြောရရင်တော့2025ခုနှစ်ရဲ့အပြည်ပြည်ဆိုင်ရာသားဖွားများနဲ့အပြည်ပြည်ဆိုင်ရာသူနာပြုများနေရဲ့ theme တွေကိုပြန်လည်လာကြည့်ရင် န်တီတို့နိုင်ငံရဲ့လက်ရှိကာလအခင်းချင်းနဲ့လည်းကိုက်ညီနေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူနာပြုများအတွက် our nurses our future caring for nurses strengthening our economies ရဲ့တာပွားများအတွက် critical in every crisis ဆိုပြီးတော့ဒီနှစ်အတွက် highlight လုပ်ထားကြတာဖြစ်ပါတယ်။ဂန်တီတို့နိုင်ငံလို complex and mixed emergency setting ဖြစ်နေတဲ့နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်အတွက်သူနာပြုများရဲ့လုပ်ငန်းခွင်လုံခြုံရေးနဲ့ continued education ကိစ္စရပ်တွေအတွက်ပိုပြီးမြုပ်နှံဆောင်ရွက်ရမယ်နှစ်တစ်နှစ်ဖြစ်တယ်လို့ဒီလို crisis ကာလမှာပြည်သူလူထုရဲ့မိခင်နဲ့ကလေးချမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကာကွယ်ဆွေးထိုးလုပ်ငန်းတွေကိုလည်းဝန်ကြီးဌာနအနေနဲ့ရပ်တန့်မသွားအောင်ဆက်လက်ဆောင်ရွက်နေတဲ့နေရာမှာလည်းရွတ်ရွတ်ချွန်ချွန်ပါဝင်နေကြတဲ့ CDM တွေတားပွားတွေရဲ့အခန်းကဏ္ဍကိုလည်းအထူးပဲအတိပြုအမှတ်ပြုရမယ်နှစ်နှစ်လည်းဖြစ်ပါတယ်။အန်တီအနေနဲ့ နောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်2020ခုနှစ်ရဲ့အာနာစီကိုအမြင့်ပြတ်မဲ့နှစ်တစ်နှစ်မှာ CDM တူနာပြုနဲ့တားဖွားများအားလုံးကိုလည်းအန်တီရိုနဲ့အတူပါဝင်ပြီးဆက်လက်တိုက်ပွဲဝင်ကြဖို့ရာတိုက်တွန်းနှိုးဆော်ရင်းနဲ့ဒီကုန်းချုပ်လိုက်ရပါတယ်အရေးတော်ပုံမုတ်ချအောင်ရမည်ကျေးဇူးတင်ပါတယ် ဖွင့်အမစကားပြောကြားပေးပါတော့ဆီယာမကြီးအားအထူးပင်ကျေးဇူးတင်ရှိပါရရှင်။